ဲ့ဒါပဲလေသူကအကျင့်ရွတ်တာသူကတိဘက်ကနေစတာတိဘက်တရားသူကအကျင့်နဲ့သွားကြတာပေါ့နော်ဒီရွတ်တဲ့စနစ်ကတိဘက်ကစတာပဲတိဘက်ဗုဒ္ဓဘာသာဝင်ဝင်ပေါ့စတာထေရဝါဒဗုဒ္ဓဘာသာဒီဘယ်တက်ကတော့မရှိဘူးပေါ့အဲ့တော့ဗတိယသူကသူတို့ကလောကီကိစ္စဒီမှာတုံးတာတုံးတာကိုဦးဇနဗုဒ္ဓဘာသာယဟန်တော်တွေကထေရဝါဒကမ္မထမ်းတွေမှာရောသုံးလိုက်တာပေါ့ဘုရားကုံတော်တွေ ဘုရားကုံတော်ဆိုတာတကယ်တော့မနောကံအလုပ်လေစိတ်ထဲမှာဂုံတော်တွေကိုအားပြရတာ ပုံကောင်အားပြရမဟုတ်ဘူးနော်ဘုရားကုံတော်ဘုရားဗုဒ္ဓနုတ္တိဘွားတယ်ဝိရဏတိဘွားဆိုတာပုံတော်ကိုဘွားတာမဟုတ်ဂုံတော်ဘွားရတာဘုရားရှင်ရဲ့အရဟံဆိုရင်အရဟံရဲ့အဓိပ္ပာယ်ကိုနားလည်ကြိုးစားမှာအခုကနားမလဲဘူးဗဇက်ကအရဟံစိတ်ကဘလို့လက်ကချတာဟိုကုသိုလ်တော့ရရင်တော့ဒါပေမဲ့ဗုဒ္ဓနုတ္တိကမ္မဋ္ဌာန်းမဖြစ်ဘူးတကယ်တကယ်ဘောရနိကမနာဆိုတာပုံကောင်အမြလာမဟုတ်ဂုံတော်ကိုဆင်ခြင်ရတာအရဟံဆိုတာဘယ်လိုမျိုးလဲဘယ်လိုမျိုးလဲဆိုတာထိုင်တွေးနေရတာအဲ့ဒါဆိုကိုယ့်စိတ်ကဒီထက်မှလုံးဝနဲ့သွားတယ် ။တဏဘာမှမသိတော့ဘူးသူက။ဘုရားရှင်ရဲ့ကိရတာတွေကုန်ခန့်တဲ့သဘောတွေကိုသူသင်ရှင်းနေတာ။ဘုရားရှင်မှာရာဂတွေဘလို့ကုန်သွားတယ်ဒေါသတွေဘလို့ကုန်သွားတယ်မောဟတွေမရှိတော့ဆိုတာကိုထိုင်ဆင်ရှင်တာအရဟံဆိုတာလေ။အဲ့ဒီဆင်ရှင်တာကိုပဲဘုရားတို့ဒီပွားတယ်ပွားတယ်လို့ခေါ်တာ။အခုကအဲ့လိုမဟုတ်ဘူး။ဟိုဘာလဲ။အရဟံတလုံးချနော်အဲ့ဒါတခုတလုံးတလုံးချနေတော့ဒါကြတော့အတုကမ္မဋ္ဌာန်းအတုတွေပါ။နော်ခေပေါ်ကမထမ်းနေခေါ်တယ်တကယ်တကယ်ဘုရားတို့ဒီအဆက်ကအဲ့လိုပေါ့အဲ့ကြောင့်ဆရာတော်ကြီးလည်းပြောတယ်ငါတို့များတစ်သလုံးပရိစ္ဆေလာကအခုမှသုံးလုံးပဲရှိသေးတယ်ဆိုတာလေ ဒါအဓိပ္ပာယ်ရှိတယ်နော်ဘာလို့တန်လို့မရှိလဲဆိုတာက तू အရဟံဆိုအရဟံတစ်ခုတည်းကို तू မထင်ထင်အောင် तू စူးစမ်းနေတာ तू ကစိတ်ထဲမှာအရဟံတစ်ခုကိုပေါ်လာဖို့တက်ကို तू စူးစမ်းနေတာနှစ်ပေါင်းရှိပြီစူးစမ်းရတာအရဟံကိုအောင်မြင်သွားပြီဆိုမှနောက်တစ်ခုနော်တမသာမဟုတ်တော့အဲတမသာမဟုတ်ဆိုတာဘာလဲဟိုအဓိပ္ပာယ်ကိုနားလည်အောင်စူးစမ်းတာနော် तू ကနားလည်ပြီးတော့စိတ်ထဲမှာအဲ့ဒီနှစ်ထားတာအဲ့ဟာကို तू ကနော်အဲ့တော့ကျောင်းစင်းတို့ဘုဒ္ဓံတတိဝါမပုဂ္ဂိုလ်ကအရင်ဆုံးအဓိပ္ပာယ်ကိုနားလည်အောင်စူးစမ်းရမယ်အဓိပ္ပာယ်နားလည်ပြီးပြီဆိုမှအဲ့ဒီအဓိပ္ပာယ်ကိုကျွန်တော်ဆင်ရှင်ရမှာ နော်စိတ်ကိုမပြတ်လွတ်အောင်အဲ့ဒီဂုံတော်မှာပဲစိတ်ကိုထားထားမှာအဲ့လိုဒါဗုဒ္ဓံတိကမနအစစ်ကအဲ့လိုသွားလာနော်အဲ့တော့ယနေ့ခေတ်ကတော့မဟုတ်ဘူးသူကအယုတ်အဖက်အလှူချမှုကနည်းနည်းများနေတယ်ဟိုကုသိုလ်မရောမဟုတ်ပါဘူးကုသိုလ်ရပါတယ်ယနေ့ခေတ်စိုက်တဲ့ပတိတိကလည်းကုသိုလ်ရပါတယ်ဒါပေမဲ့ဗုဒ္ဓံတိကမထန်တခုအစစ်မှန်မဖြစ်ဘူးဆိုတာပြောပြတာပါနော်ကုသိုလ်တော့ရပါတယ်အဲ့တော့ပတိကိစ္စကဒီအဲ့လိုအတိပကစားအဲ့လိုအရေအတွက်ကိုဦးစားပေးလာတာပေါ့ဗုဒ္ဓံတိမှာကအဲ့လိုရေအတွက်မျိုးမဟုတ်ဘူးလေ အာနာပါနာမှာဆိုရင်လည်းထွက်လင်းဝင်နေဆိုရင်တော့ရေရွတ်တာရှိတယ်အဲ့တော့ကမ္မထမ်း40ထဲမှာရေရွတ်ရတာဆိုတော့အာနာပါနာတစ်ခုပဲရှိတာထွက်လင်းဝင်တစ်ခုပဲရေရွတ်ရတာထွက်လင်းဝင်လေကသူကဒါတော့ဘုရားဟောထဲမှာမပါဘူးဘုရားကမရေရွတ်ခိုင်းဘူးဒါဝိသုဒ္ဓိမထေရတာဆရာခိုင်းခဲ့တာဒါကအာစရိယဝါဒပေါ့ဘုရားတစ်ခါကတော့ရိုးရိုးပဲထွက်လင်းဝင်လေထွက်လင်းဝင်လေပုံမှန်ပဲရိုးရိုးပဲဘယ်နှခေါက်လေတော့မှတ်စရာမလိုဘူးဝိသုဒ္ဓိမထေရကကြမှာဟိုတမာရီအရန်အားနေတယ်ထွက်လင်းဝင်လေမှတ်လို့မရဘူးစိတ်ကပြတ်နေတယ်တော့ဒီစနစ်ထွင်လိုက်ရတယ်အဲဆိုတော့ရည်တော့ပြီးမှတ်ပါ ထွက်လင်ဝင်လေးတေးထွက်လင်ဝင်လေးနှစ်ထွက်လင်ဝင်လေးသုံးထွက်လင်ဝင်လေးဒီပေါ့နောက်30တိရတယ်ပေါ့30 30တဲ့ပုံလို့မရ30တဲ့ပုံသားရင်ဆိုစိတ်ကခနန်းကိုရောက်သွားတယ်ခနန်းကိုအစင်မကြုံအောင်တတိထားနေရတယ်လေ7 7 7 3 7 4 5 6ဆိုတော့လေးပေါ်ပါစိတ်ကမရောက်တော့ဘဲနဲ့ခနန်းကိုစိတ်ကရောက်နေတယ်ငါခနန်းဘယ်တော့ရောက်ပြီဘယ်တော့ရောက်တော့မယ်ဆိုတော့အရင်တစ်ဖက်ကအရင်ဦးစားပေးသွားတယ်အဲ့တော့စိတ်ကထွက်လင်ဝင်လေးဖက်ကိုမရောက်တော့ဘဲနဲ့ခနန်းဖက်ကိုရောက်တော့တမာတိပြတ်သွားတယ်နော်အဲကြောင့်အာနာမနကမနပြတ်သွားတယ်အဲကြောင့်သူကခနန်းကြီးတာတော့မှ တစ်၁၀ထက်မကျော်စီနဲ့ဒါထက်ကတာဆရာကတတ်မပေးတာလားဒီနေ့ခါတော့မဟုတ်ဘူးသူကငါကဘယ်လောက်ရပြီ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 ဆိုတော့အရင်တော့ကိုအရင်ဦးစားပေးသွားတာအေးပေါ့အေးပေါ့အဲ့လိုမျိုးပေါ့နော်အဲ့တော့စာထဲမှာလာတာတော့မဟုတ်ပါဘူးနော်စာထဲမှာတော့ဘုရားရှင်တိုင်းကတော့ဘာအရင်တော့မှမပါဘူးအဲ့ထက်ကတာဆရာမှာကတော့တက်လင်ဝင်လေကိုရေတက်ဖို့တော့ပြောထားတယ်အဲ့ဒါလည်းပဲ၁၀အထိပဲ၁၀ပြည့်ရင်တက်ကိုပြန်စ၁၀ပြည့်ရင်တက်ကိုပြန်စပဲအဲ့တော့ဒီထိုင်ရတယ်တက်ကနေ၁၀အတွင်းငါးစိတ်လုံးဝမထွက်စီရဘူး ဆယ်ချက်မှာပဲညံထားကြည့်ပါအောင်ခဏမ်းမှထားမှာမဟုတ်ဘူးနော်လေးမှာပဲစိတ်ကိုထားမှာအဲ့တော့တစ်ကနဲ့တစ်ဆယ်အတွင်းလုံးဝထိတ်မထွက်စီရအောင်မြင်သွားပြီဆိုနောက်တစ်တခါအဲ့ဒီထပြန်တင်းတစ်ကတစ်ဆယ်မထွက်စီရအဲ့လိုမျိုးလုပ်ရတာတစ်ဆယ်ပြည့်သွားရင်တစ်ကပြန်စပဲအဲ့ဒါအာနာပါနမူရင်းကမ္မဋ္ဌာန်းထိတ်ပဲပဲဒီနေ့ခါကျတော့နီးမျိုးစုံဖြစ်ကုန်ကြတာပေါ့နော်ထွက်နိုင်ကြတာပေါ့ဟုတ်